ကျွန်တော်တို့သက်ရှိနေလေမတရားပြောမှသေးတာဒီကျွန်တော်ဘလို့မိခဲ့တာလေကျွန်တော်ကဘလို့လို့မိနေမှာလဲအခုခံစားမိတာကြောက်ကဲ့အစားထုတ်ပြီးသွားပြီးဆိုပြီးတိလိုက်ရတော့အာစိတ်ကလည်းတော်တော်လန်းဆန်းသွားတယ်အဲ့လိုမျိုးလူကောင်းတစ်ယောက်လူနီးပါးပြန်ဖြစ်လာ က်သေးဘူးအစီအစဉ်ဒီကိုကျွန်တော်ရှိခဲ့ဘူးအဲ့လိုစိတ်တက်တက်လောက်ကြပြီးရကျတော့ငယ်သေးတာပဲငါလုံနိုင်တယ်ငါရအောင်လုပ်မယ်ဘယ်သူကူညီမှမပါပဲနဲ့ငါစူးစမ်းမယ်ဆိုပြီးရကျတော့ ိတ်ဆက်ပေးခြင်းလေဆိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အားလုံးငယ်တဲ့နည်းနည်းကျော်ကာလကကြောက်ကဝေးနာခံစားရတဲ့အမောင်ကတော့မဖြစ်ပါရခင်ဗျာအခုကတော့ကျွန်တော်အလူရှင်တွေရဲ့ဂျေစုကြောင့်ကြောက်ကအစားထိုးနိုင်ပြီးရကျတော့အဘွားတစ်ခုပြန်စနေပါပြီလူမျိုးပြန်ပြီးပြောပြခြင်းလေဆိုတော့အဓိကတော့ကျွန်တော်ကကြောက်ကဆေးခဲ့ရဆိုကြောက်ကဆေးရတဲ့လူတွေကိုပဲကိုကြီးစားစိတ်မူပြီးရှိမှဖြစ်နေတယ် ။ဟောဆိုအဲ့ဒီဝေဒနာဒုက္ခကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရဆိုသူတို့လည်းအဲကိုချင်းစာရဲ့အဲ့ဒီကာလမှာဘယ်လိုဖြစ်တဲ့လဲဆိုတော့အပြောချင်တာတော့စိတ်သက်မကြပါနဲ့စိတ်သက်မကြဘူးလို့ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်တို့ကြောက်ကက်စည်းနေရတဲ့လူရဲ့ပန်းနေတော့နောက်ဆုံးကတော့ကြောက်ကက်အစာထိုးဖို့အတွက်ကတော့ရွေးချက်ပါပဲ။အဲ့ရွေးချက်ကိုကျွန်တော်တော့ဖြစ်နိုင်တော့ဟိုစိတ်သက်ကိုခိုင်ခိုင်ထားစေချင်တယ်။တချို့ကကျော်အာငါမဖြစ်နိုင်တော့ဘူး။မလုံးနိုင်တော့ဘူးဆိုပြီးကျော်အစိတ်တကြတဲ့အချိန်လေးရှိကျွန်တော်လည်းရှိခဲ့ဘူးကျွန်တော်ဆိုရင် ကျွန်တော်ဆိုရင်ဘယ်လိုပြောပြမလဲအခုခုကိုသက်သေဖို့အစီအစဉ်တိကိုကျွန်တော်ရှိခဲ့ဘူးအဲ့စိတ်တက်တက်လောက်ကြပြီးရကျတော့အာကိုမှဘလို့မှလည်းမရှိတော့ဘူးဘလို့မှလည်းဆက်မကုနိုင်တော့ဘူးဆိုပြီးရကျတော့အတော်လည်းမရှိတော့ဘူးအာကိုကြလည်းမရှိတော့ဘူးဆိုပြီးဒါပေမဲ့နောက်ကျတော့အငါအသက်ငယ်သေးတာပဲအဲ့လိုမျိုးကျွန်တော်ဆိုရင်အသက်ငယ်သေးတာပဲငါလုံနိုင်တယ်ငါရအောင်လုပ်မယ်အာဘယ်သူကူညီမှမပါနဲ့ငါစူးစမ်းမယ်ဆိုပြီးရကျတော့ကျွန်တော်အာစပြီးရကျတော့ကိုကိုကိုပြန်ပြီးရကျတော့အာဘယ်လိုပြောရင်ရက်တီပေါ့ရက်တီပြီးရကျတော့ကျွန်တော်စပြီးရကျတော့ မရှက်မရှောက်ဖွင့်မရှက်မကြောက်ဖွင့်နေကျွန်တော်အလူခံနေအလူခံပြီးကျတော့အလူခံနေဆိုအလူငွေကကျွန်တော်အမှန်တမ်းပြောရမယ်လို့လည်းမထင်ဘူးကိုတလူပဲစိတ်ပြီးလက်ပြောက်သဘောမျိုးနဲ့ကိုရဲ့ကျမရဲ့အရှင်ဒီကိုဒီ public မှာရှာပြပြီးကျတော့ကျွန်တော်အလူခံကြည့်မယ်ဆိုပြီးကျတော့အလူမျိုးစိတ်နဲ့ပဲကျွန်တော်အလူခံမှုလေးတင်လိုက်တာအဲ့ဒီမှာပဲအလူမျိုးကျွန်တော်ကိုအာစေနာရှိရဲ့လူကြီးအာကျွန်တော်ကိုတနာရဲ့လူကြီးအဲ့လိုမျိုးဝိုင်းဝင်းလူပြီးကြတယ်အဲ့ဒီလူပြီးကြတဲ့အတွက်ကြောင့်လည်းအဲကျွန်တော်ဒီလူမျိုးကြောက်ကအစာထိုးနိုင်တဲ့အခြေအနေထိရောက်လာခဲ့တာအဲ့ကြောင့်မလို့ အဲကျွန်တော်နေယောဂလူဝိညာဉ်ခန်းစားနေရလို့ပြောချင်တာကအာမငယ်ပါနဲ့ဒါဖြစ်ဒီနေ့မှာကိုယ့်ရဲ့ရီမန်းချက်ကကြောက်ကအစာထုတ်ဖို့ဆိုလို့ရှိရင်အဲ့ဒီရီမန်းချက်ကိုရအောင်လုပ်ပါလို့ပြောချင်ပါတယ်အာဆေးရုံကတော့လေးလလေးလမတက်ခဲရဘူးကျွန်တော်ကကျတော့ဆေးရုံမှာခွဲစိတ်ဖို့အတွက်အခွဲစိတ်မယ်ဆိုလို့ရှိရင်မနေ့ကခွဲစိတ်မယ်ဆိုလို့ရှိရင်တော့ဒီနေ့တရက်ဆော်ပြီးတက်ရတယ်ခွဲစိတ်တာတော့ဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကကျွန်တော်ကိုခေါ်တော့အိပ်ပျော်နေတာ အဲကျွန်တော် ICU ကနေခေါ်သွားတယ်ကျွန်တော်အိတ်ပြောင်းနေခွဲခန်းနဲ့ရောက်တဲ့ ठी လည်းမသိဘူးဒီခွဲပြီးထွက်လာပြီးနိုးလာကြမှာကျွန်တော်ခွဲပြီးရဆိုတော့တည်ရအဲ့ဒီခွဲပြီးထွက်လာတော့နိုးလာတော့လေခန္ဓာကိုယ်ကအဲ့လိုနာတာကျဉ်တာအဲ့လိုမျိုးဘာမှမရှိဘူးပုံမှန်တခုခံစားမိတာကြောက်ကဲအစာထုတ်ပြီးသွားပြီးဆိုပြီးတိလိုက်ရတော့အာစိတ်ကလည်းတော်တော်လန်းဆန်းသွားတယ်အဲ့လိုမျိုးလူကောင်းတယောက်လူနီးပါးပြန်ဖြစ်လာအာအသားကြီးဆိုလဲကြောက်ကဲအစာထုတ်ပြီးကျွန်တော် ICU ICU မှာထွက်ပြီးတပတ်လောက်နေတော့အာတော်တော်ပြောင်းလဲလာတယ် တော်တော်တည်တာလားကျမရေးရတော့ကြောက်ကစားထုတ်ပြီးတော်တော်အကောင်းပါနေနေလို့ထိုင်လို့လည်းကောင်းတယ်ပုံမှန်လူကောင်းတိုင်းတော့မဖြစ်ပေမဲ့အရင်ကတက်တော့အများကြီးတာတယ်ဘယ်ပြောမလဲကျွန်တော် အစားမထိုးခင်ကအဖြစ်တဲ့ဝေဒနာတွေအဲ့လိုမောတာတွေအပူဓာတ်မခနိုင်တာတွေလမ်းရှောင်းရင်မောတာတွေအဲ့လိုရှင်းတုံးတာတွေအဲ့ဥစားတွေကအစားထိုးပြီးတဲ့နောက်နေ့ရှက်ရှင်းမှာပဲဘာမှမဖြစ်တော့တယ်လို့ပဲအာမသိရင်အဲ့လိုမျိုးတန်းပြောက်သွားတယ်လို့ပဲဘာမှကိုမဖြစ်တော့ အခုဆိုရင်အပူဒဏ်လည်းခံနိုင်တယ်အမောလည်းအမောလည်းခံနိုင်တယ်အဲ့လိုမျိုးအရင်တော့ဆိုကျွန်တော်အာဒါတော့ကျွန်တော်ဘေးနားမှာပန်ကားမရှိမရအောင်အမြဲတမ်းပန်ကားစတိုက်ဖွင့်ထားတယ်အခုကအဲ့လိုမျိုးတောင်းတန်းရုံနေပူပါဆိုလို့ရှိရင်လည်းသွားနိုင်တယ်တောင်းတန်းရုံဝေးရနေဆိုလည်းလမ်းလျှောက်နိုင်တယ်အဲ့လောက်ကွာတယ်ပြောမပေါ်ကျွန်တော်တော့ဆိုရင်သူမဆုံးခင်ကကျွန်တော်ရန်ကုန်မှာလာသွားတည်ကျွန်တော်မှအိမ်တက်မှာဘာပြောလဲဆိုတော့ तू အသက်ဒီပေးရမယ်ဆိုရင်ねကျွန်တော်အသက်ရှင်ဖို့ तू ဒီပေးရမယ်ဆိုရင်ね तू ကျင်းနေတယ်တဲ့ အဲ့လိုမျိုးတိတောင်ကျွန်တော်ပြောသွားတကယ်ပြန်တွေးကြည့်လိုက်တော့လည်းအဲ့လိုပဲထင်တယ်။ဘာလို့ဆိုသူဆုံးသွားပြီးတဲ့နောက်မှာကျွန်တော်တို့ကအလူငွေတွေရလာတယ်ဖြစ်နိုင်ကျွန်တော်တို့ကပဲကျွန်တော်စောင့်ရှောက်နေရလို့ပဲထင်တာပဲကျွန်တော်ကတော့သူဆုံးသွားပြီးတဲ့နောက်မှာကျွန်တော်အလူငွေတွေရတယ်ကျွန်တော်အကူညီမဲ့လူတွေပေါ်လာတယ်ကျွန်တော်ပေါ့စင်နာတရာတရားရှိရလူတွေများလာတယ်အဲ့တော့လေကျွန်တော်ကြောက်ကအစားထိုးနိုင်တဲ့အထိဖြစ်လာတာပဲလေအဲဆိုအတော်ကတော့သူ့တော့ဆုံးသွားတဲ့လူကတော့ ပြီးတော့မပေါ့ကျွန်တော်တို့ကြံနေတဲ့လူကတော့အရှင်ရတိုင်းတော့အမက်ရတာပေါ့ဘလို့မှမမေးလို့မရအဲကြောင့်ကျွန်တော်ဘဝမှာဖြစ်ခဲ့တဲ့ကိစ္စတွေကတကူမှမမေးဘူးကျွန်တော်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတကူမှကျွန်တော်အဲ့ဒါတွေကိုမေးပြမှာမဟုတ်ဒီတော့လေလူကတော့ဒီတော့ပြီပေါ့ကြံနေတဲ့လူကတော့ အမေရတယ်အမေရတယ်ငိုရတယ်ကျွန်တော်ဆိုရင်လေတကားလေးဆိုကျွန်တော်တို့ကရှိနေလေမတရားပြောမှသေးတာသူကတော့ဆုံးသွားမယ်ကျွန်တော်ကတော့ရှိနေသေးတယ်လေသူကျွန်တော်ဘောလုံးပေးခဲ့တာလေကျွန်တော်ကဘယ်လိုလုပ်မိနိုင်မှာလဲ ောင်းမှုကုသိုလ်ဆိုတာအကြီးရတော့ပုံမှန်လုပ်ပြီးဖြစ်တယ်။ကျွန်တော်ကတော့ကျွန်တော်ကျမ်းမာရေးနဲ့တိုက်ခိုက်နေရတာဆိုတော့အခါလေးအမက်ရတဲ့အမက်ရတဲ့ရှင်နာမင်းမူမီအမြင့်ကြီးကြမိတယ်။